မင်္ဂလာပါတောက်သမီးတို့ရေကဲဒီနေ့ဒီချေတို့အခန်း6ကဲဂငယ်ຫນွေမိုးဆောင်ចောင်းပြောကာရဲ့ရှင်တွဲကြည့်ကြမယ်ဆိုတဲ့သင်ခန်းစာလေးကိုဆက်သွားကြမယ်ကဲအဲ့ဒီသင်ခန်းစာလေးမှာဒီချေတို့မြန်မာနိုင်ငံမှာຫນွေရေမိုးရေဆောင်ရေဆိုပြီးတော့ဝုဒုသုံးပါရှိတယ် အဲ့မှာຫນွေဥဒုပုံလေးပထမဦးဆုံးကြည့်ကြည့်လိုက်ပါဦးဟုတ်တယ်ຫນွေဥဒုအဲ့ဆိုရင်ຫນွေဥဒုမှာဘာတွေဖြစ်ပေါ်တတ်လဲဆိုရင် နေရီအရန်ပူတယ်ပြီးလို့ရှိရင် ID เนาะပြီးလို့ရှိရင်အပင်တွေဆိုရင်6တွေ့တယ်ဟုတ်တယ်ပြီးလို့ရှိရင်ຫນွေရသီမှာဘာတွေရှိသေးလဲအဲចောင်းနေလဲပိတ်တယ်ပြီးတော့ဒကြံပွဲတော်တွေလဲကျင်းပကြတယ် ဟုတ်ပြီနော်ကဲဒါဆိုရင်ဟဲမိုးရသီလေးကိုတီးတီးလိုက်ပါဦးဟုတ်တယ်မိုးရသီမှာဆိုရင်ဘာဖြစ်လဲမိုးတွေရွာတာပေါ့နော် ပြီးလို့ရှိရင်အဲဆိုဆွတ်တယ်ပြီးလို့ရှိရင်လယ်တွေမှာဘာလဲဆိုတော့ကောက်တွေစိုက်ကြတယ်နော်မိုးရသီမှာကောက်တွေစိုက်ကြတယ်ပြီးလို့ရှိရင်အဲလေလည်းတိုက်တယ်နော်အဲဟုတ်တယ်ပြီးလို့ရှိရင်ရောအဲဒီချေတို့ရေလည်းကြီးတယ်နော်နောက်တစ်ခါကျောင်းတွေဖွင့်တဲ့ရာသီဖြစ်တယ်မိုးရသီရ ကဲဒါဆိုရင်နောက်တစ်ခါဆောင်းရသည်လေးကိုဆက်ပြီးတော့ကြည့်ကြပါအောင်ဆောင်းရသည်ဆိုရင်ဘာတွေဖြစ်လဲလို့အဲနှီးနေကြတယ်ပြီးလို့ရှိရင်ချမ်းနေဟုတ်တယ်မိတွေလည်းလှုံကြရတယ်ပြီးလို့ရှိရင်ဆောင်းရသည်မှာအဲအားကစားပွဲတော်တွေလည်းလှုပ်ကြတယ်ပြီးလို့ရှိရင်ဒီဇင်ဘာကျောင်းပွဲရက်တွေလည်းရှိတယ်နောက်တစ်ခါဆောင်းရသည်မှာဆိုရင်ဟင်းသီးဟရက်တွေကအရင်မဲပေါများတယ်ဟုတ်ပြီနော် ကဲဒါဆိုရင်ဒီချက်ရှင်းပြသွားတဲ့နှွေရဲမိုးရဲဆောင်းရဲကိုတောက်သမီးတို့တည်သွားကြပြီလို့ထင်တယ်ဒါဆိုရင်ဒီချက်ကဒီဘက်ကပေးထားတဲ့ပုံလေးတွေနဲ့စာလေးတွေကိုဖတ်ပြမယ်ဒါတို့သမီးတွေကတွဲကြည့်ပေးနော်ကဲပထမအဆုံးပုံလေးကိုကြည့်လိုက်ပါဦးမိုးတွေရွာနေတယ်ဟုတ်တယ်မိုးတွေရွာနေတယ်အဲ့ဒါဆိုရင်နှွေရာသီနဲ့တွဲရမလားမိုးရာသီနဲ့တွဲမလားဆောင်းရာသီနဲ့တွဲမလားအဲဟုတ်တာပေါ့မိုးတွေရွာရဲဆိုတော့မိုးရာသီနဲ့တွဲမယ် ကဲဟုတ်ပြီအဲဆိုရင်တော့ကအောက်ကပုံလေးကြီးလိုက်ပါဦးဟိုမှာရက်တွေခက်အဲဒါဆိုရင်ဘာဖြစ်လဲဆိုရင်အိုက်နေဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချေတို့နွေရာသီနဲ့တွဲမလားမိုးရာသီနဲ့တွဲမလားစောင်းရာသီနဲ့တွဲမလားအဲအိုက်တယ်ဆိုတော့နွေနဲ့တွဲမှာပေါ့ဟုတ်ပြီအဲနောက်တော့ပုံကြီးလိုက်ပါဦးဘာလို့လုံရဲဆိုဟမ်ကောက်တွေစိုက်နော် ကောက်တေဆိုင်နေတယ်ဟုတ်တယ်အဲ့ဒါဆိုရင်ဘယ်ရာသီဥတုနဲ့တွဲမလဲနွေလားမိုးလားစောင်းလားကောက်ဆိုင်တာဆိုတော့အဲမိုးရာသီမှာကောက်ဆိုင်ကြတယ်ဒါကြောင့်မလို့မိုးရာသီနဲ့တွဲမယ်ကဲနောက်ပုံလေးကိုကြည့်လိုက်ပါအောင်အဲနောက်ပုံလေးကဘာဖြစ်နေလဲဆိုတော့ချမ်းနေတယ်ချမ်းနေဆိုရင်ဒီချက်တို့နွေရသည်နဲ့တွဲမလားမဟုတ်ဘူးเนาะအဲချမ်းနေဆိုတော့ဘရသည်နဲ့တွဲမလဲအဲစောင်းရသည်နဲ့တွဲမှာပေါ့ချမ်းနေတယ်ဆိုတော့ကဲနောက်ပုံလေးကိုကြည့်ပါဦးအဲနှင်းနေကြာနေဟုတ်ပြီ နှင်းနေကြနေဆိုတော့ဒီချဲတို့မိုးရာသီနဲ့တွဲလို့ရမလားမရဘူးเนาะနှင်းနေကြနေဆိုတော့ဒီချဲတို့ဘာဖြစ်လဲစောင်းရာသီနဲ့တွဲပေးရမယ်အဲနောက်ပုံလေးကိုကြည့်လိုက်ပါအောင်အဲနေလုံးကြီးတစ်လုံးလုံးအပြည့်ကြီးပူနေတာဟုတ်ပြီเนาะပူတယ်ဆိုတဲ့အတွက်ဒီချဲတို့ဘရာသီနဲ့တွဲမလဲဆိုရင်ຫນွေနဲ့တွဲမယ်ကဲနောက်ပုံလေးကိုကြည့်ကြည့်ပါဦးတစ်ပင်ကအရွက်ကလေးတွေကျွေနေတာเนาะအဲ့တော့6တွေ့တယ်6တွေ့တဲ့ရာသီဥတုဆိုတော့ဒီချဲတို့ မိုးရာသီနဲ့တွဲမလားစောင်းရာသီနဲ့တွဲမလားຫນွေရာသီနဲ့တွဲမလားအဲຫນွေရာသီနဲ့တွဲမှာပေါ့ကဲနောက်ပုံလေးကြည့်လိုက်ပါအောင်အဲချမ်းလို့ပါဖြစ်လဲမိရေလှုံနေကြတယ်ဒါဆိုရင်ဒီချဲတို့ဘေးရာသီနဲ့တွဲမယ်လဲအဲစောင်းရာသီနဲ့တွဲမယ်ကဲနောက်ပုံလေးကိုကြည့်ကြည့်ပါအောင် အဲထီလေးစောင်းထားတယ်ဒါဆိုရင်ဘာဖြစ်လို့လဲအဲမိုးရေရွာနေလို့ဟုတ်တယ်မိုးရေရွာနေတော့ထီလေးစောင်းထားတာဒါကြောင့်မလို့ဘယ်ရာသီဥလူနဲ့တွဲမလဲဆိုရင်မိုးရာသီနဲ့တွဲမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်တာဝတ်သမီးတို့ຫນွေရဲ့မိုးရဲ့စောင်းရဲ့ကိုဘယ်ရာသီတွေနဲ့တွဲရမယ်ဆိုတာလေးတွေကိုသိသွားကြပြီလို့ထင်ပါတယ်ဒါကြောင့်မို့ဒီချေတို့နောက်သင်ခန်းစာလေးတစ်ခုကိုဆက်သွားကြမယ်နော်